တမီးစိုးအနေနဲ့ကိုအမားကိုတီးပြီးတော့တောင်းပန်ရင်အမှုကိုကြည်အေးပေးသွားမယ်လို့ပြောလာခဲ့တဲ့ဒေါ်အေးတင်ကိုပညာအမွေမရှိဘဲနဲ့လေအဥ္စာအမွေရတော့ကရင်ရှစ်ဆိုတဲ့တထေးသားလိုပဲဖြစ်မှာနင်းလဲသိလဲသိရောစောက်ပညာမတတ်တော့လေရှိရထုတ်ကိုထိုင်စားထိုင်စားထိုင်စားရင်းနဲ့မွဲပြကြပြီးလမ်းပေးတောင်းစားရမယ်ဘွားရောက်ပါသိလားနော်အဲ့တော့အတော်ကုန်းအတော်ကျုံးပြောရရင်တော့တထေးဖြစ်နောက်ကြမြင်းခွာရဲစားပြီးတော့ လင်သုံးလင်ကိုခလေးသုံးယောက်ပြောင်းပြီးတော့တလင်ကိုတယောက်တလင်ကိုတယောက်နဲ့ပြောင်းမွေးလာရပြီးတော့ဟမ်ခလေးတွေကခလေးတွေကပညာရေးမလိုက်စားပညာကိုတံပိုးမထားဟမ် မင်္ဂလာပါပရိသတ်ကြီးရှင်အခုလက်ရှိလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရ Facebook ဆယ်လီဒေါ်အီတင်ကိုရဲ့အမှုဖွင့်တိုင်ကြားချက်အရဆယ်လီသမီးစုဟာအမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံကိုအလဲပြန်လာတဲ့အခါရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာပဲဖြစ်ပါတယ် ဆယ်လီသမီးဆိုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအမေရိကမှာနေထိုင်ခဲ့တာဖြစ်ပြီးအဆိုပါနှစ်တွေရဲ့တွင်မြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့ဆယ်လီတွေအပေါ်မှာမကြားမဝမနာသာစကလုံးအသုံးနှုန်းတွေနဲ့အမျိုးမျိုးဝေဖန်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့လေတမီးဆိုးတယောက်မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အခိုင်အတန့်မှာဒေါ်အေးတင်ကိုကသူမတို့မိသားစုအပေါ်မှာရရန်ဆိုင်ဆိုင်ပြောဆိုထားတာတွေအတွက်လာရောက်တွေးဆောင်ရှင်းလင်းဖို့အတွက်ဖိတ်ကြားခဲ့ပေမယ့်တမီးဆိုးကတွေးဆောင်ခြင်းမရှိသလိုတောင်းပန်ခြင်းလည်းမရှိဘဲမြန်မာနိုင်ငံထဲကနေထိတ်တဆိတ်ပြန်လည်ထွက်ခွာသွားဖို့အတွက်စူးစမ်းခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့တမီဆိုးရဲ့လောရက်တွေရဲ့အတွက်ဒေါ်အီတင်ကိုကဆက်သွယ်ရေးဥပဒေပုံမှ66ကကြီးနဲ့တမီဆိုးခေါ်တက်ကိုကိုကိုအမှုဖွင့်တရားစွဲဆိုလိုက်တာပဲဖြစ်ပါတယ်။အခုလက်ရှိမှာတော့တမီဆိုးဟာအမှုတိဆောက်ထားတဲ့ပြည်ဦးလေမျိုးမှာဖမ်းဆီးထိန်သိမ်းစစ်ဆေးခံနေရတာဖြစ်ပြီးအမှားခံလဲမရရှိသလိုမိသားစုဝင်တွေနဲ့တော့ဆုံတွေ့ခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့မှာတော့ထွန်အီတင်ကိုကတမိဆိုးအနေနဲ့သူမလောက်ခဲ့တဲ့လောရက်တွေရဲ့အတွက်ပြန်လဲတောင်းပန်လာခဲ့ရင်သူမဘက်ကဆွဲဆိုထားတဲ့အမှုတွေကိုပြန်လဲရုပ်သိမ်းပေးသွားမယ်လို့ဆိုလာခဲ့ပါတယ်။ထွန်အီတင်ကိုကနောက်ထပ်အာမချောင်းတော့ပါဘူးပြောခဲ့သမျှအတွက်တောင်းပန်ပါတယ်။ကြည်ရေးပေးပါ တောင်းပန်ရင်တော့ကျမသူတော်ကောင်းစိတ်ရှိပါတယ်။လူတွေလည်းအထင်မြင်တွေလျှော့ကြပါဦး။ ကိုပြောခဲ့တာတွေကိုတာဝန်ယူပြီးတောင်းမယ်ရင်မြမလူမျိုးတွေကဘတော်မှမဆိုင်ပါဘူး။အဲ့ဒါမြမစိတ်သက်ပါပဲဆိုပြီးတော့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။တမီးဆိုဟာဒေါ်ရီတင်ကိုတယောက်တည်းကိုပြောဆိုခဲ့တာမဟုတ်တာကြောင့်ခံခဲ့ရတဲ့လူအများစုကတော့အမှုကိုမရှုပ်သိမ်းဖို့နဲ့တမီးဆိုကိုမှတ်လောက်သားလာအောင်ပညာပေးဖို့အတွက်တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။